Hello ရောရပုန်နိုင်ငံဝဆေရောကျွန်တော်ဒီနေ့ကတော့ဒီအခန်းနံပါတ်21ရဲ့ဂျောင်းပိုလေးကိုကျွန်တော်ရှင်းပြပေးပါမယ်เนาะ Okay အဲ့ဆိုရင်ကြည့်အောင်เนาะအခန်းနံပါတ်21ရဲ့ဂျောင်းပိုရဲ့ကောင်းစဉ်က Hanguge Willyu Jege တဲ့เนาะ Hanguge Korea ရဲ့ Willyu Sekuta Mu Jege စနစ်เนาะ Korea ရဲ့ Sekuta Mu စနစ်เนาะ Okay ပထမဆုံးပိုက်ကိုကြည့်အောင်နည်းနည်းလေးကျွန်တော်ချိန်လိုက်ပါမယ် ပထမဆုံးပိုင်းမှာသူကဟန်ကုကေကိုရီးယားရဲ့ဖြောင်းဝန်းတို့ဆေးရုံတွေကတော့ဒီအီချာအီချာဆမ်ချာအဲ့ဒါဘာပြောရလဲဆိုတော့ပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်ဝီလီယိုဂီကွန်နိုနော်စေကူတာမူဌာနဖြင့်နဲ့နားနွဲ့မိတာခွဲခြားထားပါတယ်တဲ့နော်အီချာဝီလီယိုဂီကွန်နိုနော်ပထမအဆင့်စေကူတာမူဌာနကတော့ဂျူရိုပုံမှန်အဖြစ် ဝေါ်လေဟမ် sorry ဝေါ်လေဝမ်ဂျာရူဝေါ်လေဆိုတာကကျွန်တော်တို့เนาะဒီပြင်ပပေါ့เนาะဝေါ်လေပြင်ပဝမ်ဂျာဆိုတာလူနာပြင်ပလူနာကိုဂျင်းလီယူဟာနော်စေကူတာပေးတဲ့ဂျာကွန်ကူမိုရဲ့ဂျာကွန်ဇာတေးတဲ့ကူမိုဆိုတာကအရွယ်စားเนาะအရွယ်စားတေးတဲ့ဒုံနယ်ရက်ကွက်ဝီဝန်နီစေကန်စေကန်စေကန်နေပဲဖြစ်ဖြစ်ပေါ့เนาะဝီဝန်နီနာစေကန်နေပဲဖြစ်ဖြစ်เนาะ သေးတဲ့ရက်ခွက်ကစေကန်းနေပဲဖြစ်ဖြစ်ဘိုကွန်းဆိုလိုเนาะဘိုကွန်းဆိုတာကဒါဒီကျမ်းမာရေးဌာနကျမ်းမာရေးဌာနကိုမာရာကိုပြောပြီးတော့တဲ့เนาะအီချာဝီလီယိုကီကွမ်တော့ဒုတိယအဆင့်စေကူတာမှုဌာနကတော့ဖြောင်းဆန်းဆိုတဲ့ဒီစေယုံကရင်စူစွာရေအတွက်စူကားတဲ့ရေအတွက်ကစေယုံကရင်ရေအတွက်ကဆောရုံကဲ30အီဆန်ကြီးအထက်ဖြစ်တဲ့ဂျိုကွန်းနည်းနည်းခွန်ကြီးတဲ့ ကျောင်းဝန်းတို့ဆေးရုံတွေကိုမာရမီတာပြောပါတယ်တဲ့နော်ပြောချင်တာကဒုတိယဆင်ကကရင်30နဲ့အထက်နည်းနည်းကြီးတဲ့ဆေးရုံတွေကိုပြောပါတယ်တဲ့နော်အီချာအီချာပထမဆင်ဒုတိယဆင်ဝီလီယိုဂီကွန်းနဲ့ဆိုနော်စေကူတာမှုဌာနတွေကနေဂျင်းလီယိုရူပတာနွန်ဒေရိုနော်စေကူတာမှုကိုခံယူခဲ့တာတော့ဂျုံဆန်းကြီးယောဂလက္ခဏာဂျုံဆန်းဆိုတာယောဂလက္ခဏာနော် ဂျုံဆန်းကြီးယောဂလက္ခဏာကနတ်ဂျီအန်ဂောနာမသက်တာမသက်တာတာပဲဖြစ်ဖြစ်ဂျောင်းမီးကုံစာဂျောင်းမီးကုံစာဆိုတာကဒီအသေးစိတ်စစ်ဆေးပါဘောနော်အသေးစိတ်စစ်ဆေးခြင်းဘူဘူချက်ဖမ်ရှုပ်ထွေးတဲ့ဆူဆူတုံးကြီးနော်ခွဲစိတ်ကုသမှုတွေကဖီရိုဟာမျောလိုလာမယ်ဆိုရင်စန်ချာဝီလီယူဘီကွမ်းတော့ နော်တတရားဆင့်စေကုသမှုဌာနကိုဗန်မွန်ဟာခဲ့တဲ့မိသားတွားရောက်ရမှာဖြစ်ပါတယ်နော်ဆမ်ချာနော်ဆမ်ချာဝီလီယူဂီကွမ်နီနော်ဒီတတရားဆင့်စေကုသမှုစေကုသမှုဌာနဖြစ်တဲ့နော်စံကုဂျိုဟပြန်းနော်စံကုဂျိုဟပြန်းကွန်ဆိုတာကဒီအထွေထွေယောဂကုဆေးရုံကြီးကိုပြောတာနော်အထွေထွေယောဂကုဆေးရုံကြီးကတော့တဲ့နော်ဂျောင်းပူဂျောင်းပူစာအစိုးရ ဖြောင်းပူရဲ့အစိုးရရဲ့ဖြောင်းကားလို့နော်ဖြောင်းကားဆိုတာကအကဲဖြတ်တာပေါ့နော်အစိုးရရဲ့အကဲဖြတ်တာကိုထုံးကွာဟန်နော်အောင်မြင်တဲ့ဒေဖြောင်းပြောင်းဝန်တို့နော်ဒီအကြီးစားဆေးရုံအဖြစ်တဲ့ Ilcha Icha ပထမဆင့်ဒုတိယဆင့် Willio Gigwan နဲ့ဆိုဆေးကုသမှုဌာနတွေကနေဘာရေဟမ်ဘာရေဟမ်ဆိုတာကကျွန်တော်တို့ဒီ ထုတ်ပြန်ပေးတဲ့ဂျင်းလီယိုဝီလျော်ဆိုဆိုတဲ့ဒီစေကူတာမူတောင်းဆိုစာကိုနော်တောင်းဆိုစာကနော်စေကူတာမူတောင်းဆိုစာကအီဆောယာရှိမဂျင်းလီယိုတို့နော်စေကူတာမူကိုဘာတာဘာတုဆွေစမီဒါခံယူနိုင်ပါတယ်နော်ကျွန်တော်တို့ရှိမှလည်းဒီမှာရှိရလေကျွန်တော်ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒီစေကန်းကိုယင်သွားရတယ်နော်ဒီရက်ွက်စေကန်းတွေကိုယင်သွားရတယ်သွားပြီးတော့မှဒီရက်ွက်စေကန်းဆရာဝန်ကယောဂါဒီ ဈေးကဈေးကိုသွားပြရမယ်ဆိုရင်သူ့ရဲ့ထောက်ကန်စာကိုယူရတယ်နော်သူကဘာပါဒီဒီလူကဘာဖြစ်နေတာဘာဖြစ်နေတာဆိုရင်အဲ့ဒီထောက်ကန်စာကိုအဲ့ဒီဆရာဝန်ကထုတ်ပေးတယ်နော်အားကြောင့်ဈေးရုံတက်ရပါဆိုလို့ဈေးရုံတက်တက်ရပါမယ်ဆိုတဲ့ထောက်ကန်စာအဲ့ဒါရတော့မှကျွန်တော်တို့ကဈေးရုံကိုသွားပြီးတော့ပြပြီးတော့အဲ့ဒါတက်ကြတာပေါ့နော်ဈေးရုံတက်ကြတာနော်အဲ့ဒါကိုပြောတာနော်ပြီးရင် will you be known ဒီစေယုံခုံကြစေကတော့တဲ့စံကုခီကွမ်းနရုနော်စံကုဆိုကတော့အစင်းမြင့်ခီကွမ်းနရုဌာနတွေနော်အစင်းမြင့်ဌာနတွေကိုဂါစုတို့သွားလိလေဘီစာကြီးမြော်ဈေးကြီးလေးဖြစ်ပြီးတော့ဤချာစမ်ချာဒုတိယစင်တတိယစင်ဝီလီယူခီကွမ်းနေနော်စေကုတာမူဌာနတွေရဲ့ခေောဟုအခြေအနေမှာရေရကုဟေယနော် ရရကုဟဲရဆိုကျူတင်ဘိုကင်လုံးမှာဂျင်လီယူရဘတ်တုဆူအစ်စ်မီဒါတဲ့နော်စီကူတမ်ဘူကိုခံယူနိုင်ပါတယ်တဲ့နော်နေရှဝါတင်နဲ့ပြန်ပြောပြပြမယ်နော်ကိုရီးယားရဲ့ဆေးရုံတွေမှာပထမဆင့်ဒုတိယဆင့်တတိယဆင့်ဆိုပြီးတော့ဒီစီကူတမ်ဘူဌာနတွေကိုဖွဲ့ခြားထားပါတယ်တဲ့နော်ပထမဆင့်ဒီစီကူတမ်ဘူဌာနကတော့ပုံမှန်အဖြစ်အပြင်ပလူနာကို နော်ဆေးကုသပေးတဲ့အရွယ်အစားသေးငယ်တဲ့ရက်ွက်တွေတွေကဆေးကန်းနေမှာပဲဖြစ်ဖြစ်နော်ကျဲမာရီဌာနကိုလို့ပြောပြီးတော့တဲ့နော်ဒုတိယဆေးဆေးကုသမှုဌာနကတော့နော်ကရင်30နဲ့အထက်နော်ဆေးရုံကရင်30နဲ့အထက်ဖြစ်တဲ့နည်းနည်းကြီးတဲ့ဆေးရုံတွေကိုပြောပါတယ်နော်ပထမဆင့်ဒုတိယဆင့်ဒီဆေးကုသမှုဌာနတွေကနေနော်ဆေးကုသတာကိုခံယူပြီးတာတော့เนาะယောဂလက္ခဏာကမတက်တာတာပဲဖြစ်ဖြစ်เนาะ အသေးစိတ်စစ်ဆေးတာကိုနော်အသေးစိတ်စစ်ဆေးတာပဲဖြစ်ဖြစ်နော်ရှုပ်ထွေးတဲ့ခွဲစိတ်ကုသမှုတွေကလိုလာမယ်ဆိုရင်နော်တတရားရှင်ဒီစိတ်ကုသမှုဌာနကိုတွားရရပါမယ်နော်တတရားရှင်ဒီစိတ်ကုသမှုဌာနတွေဖြစ်တဲ့အထွေထွေယောဂကုဆေးုံကြီးတွေကတော့အစိုးရရဲ့အကဲဖြတ်မှုကိုအောင်မြင်ထားတဲ့အကြီးစားဆေးုံကြီးတွေအဖြစ်ပထမဆင့်ဒုတိယဆင့် ီစေကုသမှုဌာနတွေကလည်းဒီထုတ်ပြန်ထားတဲ့စေကုသမှုတောင်းဆိုစာရှိမှစေကုသမှုကိုခံယူနိုင်ပါတယ်เนาะပြီးတော့ဒီစေကုသမှုစည်းကတော့အစင်းမြင့်ဒီဌာနတွေကို သွားလေလေဈေးကြီးလေဖြစ်ပြီးတော့เนาะဒုတိယအစင်းတတိယအစင်းဒီစေကုသမှုဌာနတွေအခြေအနေမှာနော်ကျွတ်တင်ပိုကင်လုပ်ပြီးတော့မှစေကူတမှုကိုခံယူနိုင်ပါတယ်တဲ့နော် အဲဆိုရင်ဒီပထမပိုက်လေးကိုရှင်းမယ်နော်အဲဆိုကျွန်တော်ဒုတိယပိုက်လေးစကြည့်အောင်နော်ဒုတိယပိုက်မှာသူကမုံမေအဖုံမြောတဲ့နော်မုံမေအဖုံမြောခန္ဓာကိုယ်ကနာကျင်မဲ့ဆိုရဲ့မွန်ချောအရင်ဆုံးဝီဝန်းနဲ့ဝီဝန်းဆိုတာကဒီမှာစေကန်းကိုပြောတာနော်ခန္ဓာကိုယ်ကနာကျင်မဲ့ဆိုရင်အရင်ဆုံးစေကန်းကိုဂါမီတာတွားရပါမယ်ပင်ဂျောင်းမွန်ဘွန်ရာကနော် ဂျောင်းမုံဂျောင်းမုံဘွန်ရာကဆိုအထူးကျွမ်းကျင်တဲ့ဘွန်ရာဆိုနေပဲနော်အထူးကျွမ်းကျင်တဲ့နေပဲက7ဘွန်တွေရီဆိုတဲ့နော်ခွဲခြားထားတာရှိလို့အဖုံကိုစေနော်နာကျင်တဲ့နေရာကိုမနွန်ဝီဝန်းနော်နော်ဒီမှာမနွန်ကိုကျွန်တော်ကိုက်ညီတယ်ပြောလိုက်မယ်နော်ကိုက်ညီတဲ့စေကံကိုခြားခြားကမြောင်းတယ်မိတာတဲ့နော် အထူးကြမ်းကျင်တဲ့နေပယ်တွေကခွဲခြားထားတာရှိလို့နာကျင်တဲ့နေရာမှာเนาะကိုင်းညီတဲ့အချိန်ကိုတွားရင်ရပါတယ်တဲ့เนาะခြားခြားကမြန်တယ်မီတာတွားရင်ရပါတယ်တဲ့เนาะဒေဘူဘုန်းနဲ့ညာတော်အဖြစ်ရဲ့ we1 နဲ့စောတို့စေကန်းတွေမှာလဲတဲ့เนาะဂျောင်းမုံဂျောင်းမုံဝီကာเนาะဂျောင်းမုံဝီကာဆိုတာကเนาะဒီအစင်းမြင့်ဆရာဝန်တွေကเนาะဝီဆိုတာကဝီစာကလာတာเนาะအစင်းမြင့်ဆရာဝန်တွေကတဲ့ជីကြော့ကိုတိုင်း ဂျင်းလီယိုဟာမီတာတဲ့စေကူတာပေးပါတယ်နော်ဒေါအမွန်အောက်မှာကတော့ဂျင်းလီယိုဘွန်ယာအီမီတာတဲ့နော်စေကူတာမှုနယ်ပယ်တွေပဲဖြစ်ပါတယ်တဲ့နော်ပြန်ပြောပြရရင်ခန္ဓာကိုယ်နာကျင်မဲ့ဆိုရင်အရင်ဆုံးစေကန့်ကိုတွားရပါမယ်နော်အစင်းမြင့်နယ်ပယ်တွေကခွဲခြားထားတာရှိလို့နာကျင်တဲ့နေရာကိုကန့်ညီတဲ့ဆေးကန်းကိုရှာပြီးတော့တွားရင်ရပါတယ်။များသောအားဖြင့်ဒီဆေးကန်းတွေမှာလဲနော်ဒီအစင်းမြင့်ဆရာဝန်တွေကကိုယ်တိုင်ဆက် ဒီစေကူသားမှုပေးပါတယ်အောက်မှာကတော့ဒီစေကူသားမှုနေပယ်ပဲဖြစ်ပါတယ်တဲ့အဲ့ဒီအောက်ဘာပြောရလဲဆိုတော့ဒီအောက်ပြောရနော်အောက်ကအောက်ပြောနည်းနည်းချင်းချုပ်လိုက်မှာဒါလောက်ဆိုမြင်ရနော်ပထမဆုံးနေกว่าနေกว่าဆိုတာကတော့အတွင်းဌာနနော်နေกว่าနေกว่าဆိုတာအတွင်းဌာနချောင်းယုံဝီกว่าချောင်းယုံဝီกว่าဆိုတာကအယိုးကြောဌာနနော်ပြီးရင်ချီกว่า ခြေကွာဆိုတာကတော့သွားဌာနအန်ကွာအန်ကွာဆိုတာကမျက်စိဌာနเนาะဆိုအားချုံဆိုညောကဆိုအားချုံဆိုညောကဆိုတာကဒီခလေးခလေးကုတဲ့ဌာနပေါ့เนาะခလေးစေးကုဌာနပြီးတော့သူက10နှစ်အထက်လေးရတယ်เนาะဆိုအားချုံဆိုညောကဆိုတာ10နှစ်အထက်လေးရတယ်ခလေးတူကုဌာနပြီးရင် even hue กว่าเนาะ even hue กว่าဆိုတာကဒီနားနှာခေါင်းလေချောင်းဌာနเนาะ even hue กว่าနားနှာခေါင်းလေချောင်းဌာန피부กว่า ဖေဖော်ဝါဆိုတာကတော့အရေးပြားဌာနပေါ့နော်စမ်ပွန်အေးကွာစမ်ပွန်အေးကွာဆိုတာကတာပွားမီရဲ့ဌာနနော်ဆောင်းယောဝီကွာဆောင်းယောဝီကွာဆိုတာကဒီ plastic surgery ပေါ့နော်ပြီးရင် han hanewon နော် hanewon ဆိုတာကကျွန်တော်တို့ဒီကိုရီးယားတိုင်းစီကုတဲ့ပုံစံပေါ့နော်အဲ့ဒါကိုပြောတယ်အဲ့ဆိုရင်ကြာမယ်နော်အောက်ကိုဆက်ကြည့်အောင်အောက်ဆုံးပိုက်လေးကို အောင်ဆုံးပိုင်းမှာသူကအီချွမ်အီရှစ်ဆန်ညော်နဲ့ sorry အီချွမ်အီရှစ်ဆန်ညော်အိုဝေါ်အီရှစ်ပြီးနော်2024ခုနှစ်9လပိုင်း20ရက်နေ့ဘူထွန်တော့စပြီးတော့တဲ့နော်2024ခုနှစ်9လပိုင်း20ရက်နေ့ရစပြီးတော့ဝီဝန်နီနာစေကမ်းမှာပဲဖြစ်ဖြစ်ကြောင်းဝန်နေဆိုစေယုံမှာဂျင်းလီယူရူဘတ်တုတဲ့တဲ့နော်စေကုတမှုကိုခံယူတဲ့အခါဘန်သူရှိတေချာပေါ့နော် ဂုံကံဘူဟုံကျွန်းဤနာတဲ့ဒီကျမ်းမာရီအာမခံပေါ့နော်ဂုံကံဘူကျွန်းကျမ်းမာရီအာမခံဖြစ်ဖြစ်ရှင်ပုံကျွန်းဆိုရယ်မတ်ပုံတင်ကဂျူမင်းဒုံလျိုကျွန်းနော်နေထိုင်သူမတ်ပုံတင်က အုံကျွန်းမျောဟော့ကျွန်းဆိုတာကတော့ဒီကားမောင်းလိုင်စင်နော်ရောခွန်ဆိုတဲ့ပတ်စပို့ဝင်းကူကင်းဒုံလျိုကျွန်းဆိုရယ်နိုင်ငံခြားမတ်ပုံတင်ကဒုံငုံအစတာတွေကိုတဲ့ဂါဂျီကိုဂါရမိတာယူသွားရပါမယ်တဲ့နော် ကရောရအဲ့ဒီလိုမှနော်ဂုံကံပေါ်ဟွန်းကျမ်းမာယာမခံကုပြောသူအခကျင်းမွေကိုတဲ့နော်ဂျော့ကျောင်းဘတ်တူဆူအစ်မီဒါတဲ့နော်ဂျော့ကျောင်းဘတ်တူဆူအစ်မီဒါဆိုအကျိုးရှိပြီးတော့ရယူနိုင်ပါတယ်တဲ့နော်ချောက်ကေယုံပတ်တူဆွေးစ်မီတာအကျုံးဝင်ပြီးရယူနိုင်ပါတယ်တဲ့နော် ပြန်ပြပြရရင်2024ခုနှစ်9လပိုင်း20ရက်နေ့ကစပြီးတော့ဈေးကန်းဒီမှာပဲဖြစ်ဖြစ်ဈေးရုံဒီကနေနော်ဈေးကူတာမှုကိုခံယူတဲ့အခါမှာတေချာပေါက်ကျဲမာရာမခံပဲဖြစ်ဖြစ်နော်မှတ်ပုံတင်ပြင်ရက်ွက် sorry နေထိုင်သူမှတ်ပုံတင်ဒီကာမောင်းလိုင်စင် passport နိုင်ငံသားသားမှတ်ပုံတင်စတာတွေကို ယူသွားရပါမယ်အဲ့ဒီလိုမှဒီကျမ်းမာရေးအမခန့်အခကြီးမွေကိုနော်အကျုံးဝင်ပြီးရယူနိုင်မှာဖြစ်ပါတယ်တဲ့နော်ချော်ကယွန်ပတ်တိုဆွေစမီဒါအကျုံးဝင်ပြီးရယူနိုင်မှာဖြစ်ပါတယ်တဲ့နော်အဲဆိုရင်ကျွန်တော်ဒီနေ့ပြောပြပေးတယ်နော်ခန်းနံပါတ်21ရဲ့ချောင်းပိုလီကိုရှင်းမယ်ထင်ပါတယ်နော်အဲဆိုရင်ကျွန်တော်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော် အဲ့ဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ TikTok channel လေးနဲ့ YouTube channel လေးကိုလည်း follow and subscribe လုပ်ရသေးတယ်လို့ပြောပအောင်ကြအဲ့ဆိုအားလုံးပဲတက်တာပါ